မင်္ဂလာပါအဲ့တော့ကျွန်တော်တို့မနေ့ကကျွန်တော်တို့ရန်ကုန်ပန်ပစိဖစ်ဟိုတယ်မှာကျွန်တော်တို့ meet and greet in ရန်ကုန်ပွဲကိုအောင်မြင်စွာကျွန်တော်ကျင်းပပြုလုပ်ခဲ့ပါတယ်အဲ့တော့ကျွန်တော်ထင်မထားလောက်အောင်မြန်မာနိုင်ငံရဲ့ data အသီးသီးကနေအဝေးကြီးကနေလာကြတာနော်မော်လမြိုင်လာတဲ့သူရှိတယ်ဒဝေရလာတဲ့သူရှိတယ်ဖအန်းလာတဲ့သူရှိတယ်မန္တလေးကလာတဲ့သူရှိတယ်ဒါတော့တောင်ကြီးကအဖွဲ့တွေနော်လင်းအဲ့နေမရှိလို့မလာဖြစ်တဲ့သူတွေလည်းရှိတယ်အထူးချစ်ခင်ကျေးဇူးတင်ပါတယ်အဲ့တော့ဒါကတော့ကျွန်တော်တို့ ဒါ meet and greet ပွဲမှာဒါကျွန်တော်တို့ဒါပေးထားတဲ့လက်ဆောင်တွေပေါ့နော်ကျွန်တော်တို့နော်ကျွန်တော်ရဲ့အနေနဲ့ရက်ကစာဖက်ပရိသတ်တွေပေးထားတဲ့လက်ဆောင်တွေအများကြီးကျေးဇူးတင်ပါတယ်ပွဲမတက်နိုင်ဘဲမတက်နိုင်လို့ပို့လိုက်တဲ့လက်ဆောင်တွေလည်းတချို့မရောက်သေးတာလည်းရှိတယ်ကျွန်တော်နောက်ရက်ကျရင်ထပ်ပြီးတော့အဲ့ဒါတွေရိုက်ပေးပါမယ်အဲ့တော့ဟိုအဓိကတော့မနေ့ကပွဲမှာဆိုရင်ဒါအခန်းထဲမှာကိုယ်တကယ်ချစ်ခင်တဲ့သူတွေရှိနေတဲ့အခန်းကတော်တော်နေလို့ကောင်းတယ်ကျွန်တော်နော်အမိတာတရားအလွန်အရေးကြီးတယ်အဲ့တော့ကိုယ်ချစ်တဲ့သူတွေအများကြီးရှိတယ်ပတ်ဝန်းကျင်မှာနေရတာဒီတော်တော်ကိုနေလို့ကောင်းတော့ကျွန်တော်မနေ့ကပွဲချိန်ဆိုရင်ဒါ ပုံမှန်ပွဲချင်တဲ့တနာရီခွဲလောက်တော့နောက်ကြပြီမှာပြည်ဒါတော့မှမပြောင်းချင်ကြသေးဘူးเนาะကျွန်တော်တို့ energy အပြည့်ပဲ game တွေဆော့တယ်ဟောပြောကြတယ်ရေးနည်းဆွေးနွေးတယ်တချင်းတွေဆိုကြเนาะကျွန်တော်တို့ဆိုတော့ဘဝမှာဒီ meter အားသာချက် meter advantage တွေအလွန်အရေးကြီးတယ်ဘာကိုပဲလှုပ်လှုပ် meter အားသာချက်သာရှိရဆိုရင်လူကြီးမင်းမဖြစ်နိုင်ဘူးဆိုတာတွေဟာတေချာပေါက်ဖြစ်လာမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကြည့်ကြအောင်ကဲကျွန်တော်တို့ meter တရားတွေကိုကြည့်ကြအောင်เนาะအဲ့တော့ဘာလက်ဆောင်နေလဲအော်ဒါကတော့ဒါကုကျော်စွာတို့ရဲ့အဖေမေ ND ND တို့ angle တို့ရဲ့စံချိန်စီဆက်ရဲ့ quality ကောင်းတဲ့ဒါမြေပဲစီနော်အဲဒါလည်းကျွန်တော်ရဲ့ဒါဟိုကျွန်တော်တို့ကျွန်တော်အမေနဲ့ပုံလေးပေါ့နော်음ဒါနာယီလေးနော်ဘာမာဝက်ရှ်နော်ဘာမာဝက်ရှ်ဆိုတော့음ကျွန်တော်တို့မြန်မာဆိုတော့မြန်မာပါတဲ့ brand အကောင်ကြိုက်တယ်။ကဲကျွန်တော်ကြိုက်တဲ့ Starbucks ကလည်းမပါမဖြစ်ပေါ့။ဒါကတော့ဒါဟိုဒီဟိုဟာတို့ဒါမန်နန်းတွေယူထင်တယ်။မန်နန်းတွေယူကအမြဲတမ်းပြေးနေကြဒီအိတ်နဲ့ကျွန်တော်မှတ်မိတယ်။ เนาะအင်ကြီးလေးတွေကောင်းတယ်ကျွန်တော်တို့ဒါအားကစားအင်ကြီးလေးတွေအားကစားအင်ကြီးလေးဒီတစ်ထက်လည်းမဟုတ်ဒါလည်းမနှဲ့နယ်ကြီးပေးတာလေးကြီးပဲเนาะကျွန်တော်အဲ့တော့ mid and grade logo နဲ့ကျွန်တော်တို့ဒီကြောက်စီပကြီးကားလေးလည်းပါတယ်ကြောက်စီပကြီးကားလေးလည်းပါတယ်အဲကျွန်တော်တို့ဒါကတော့ဆရာအဲနော်ကျွန်တော်တို့အရှင်နော်ဆရာတို့ပေးတဲ့ချီးမြှင့်တဲ့ပကြီးကားလေးဒါမြန်မာစွန့်အုပ်ကလေးဒါလေးလည်းချက်ဖို့ကောင်းတယ်နော်အသေးပုံလေးလည်းပါတယ်อืมဟုတ်ခဲချစ်ပကြီးကားလေးတော်တော်လှတာပဲနော်ဒါမတ်မတ်အီမတ်အီစာတို့ပေးတဲ့ခဲချစ်ပကြီးကားလေး ဒါကတော့ကျွန်တော်တို့ရဲ့ Matthew တထေးမ founder တထေးမ product တွေကတော့မပါမဖြစ်ပေါ့ဒါကတော့ကိုစရာထင်တယ်ကျွန်တော် coffee ပို့နေကြကိုစရာကျေးဇူးတော့อืมကျွန်တော်တို့ဒီမှာအဲဒီမှာပတ်စံနဲ့ပန်းစည်းလည်းပါတယ်เนาะဒီမှာဟိုဒီကတော့အနောက်ကအင်ကြီးလေးတွေเนาะအင်ကြီးလေးဒါကတော့ပန်းစည်းတွေပေါ့ကျေးဇူးတင်ပါအဲဒီမှာကြည့်ပါဦးကျွန်တော်မယန်းသီးလည်းပါတယ်เนาะချစ်ဖို့ကောင်းတာမယန်းသီးလည်းပါတယ်ကျေးဇူးတော့အဲ့တော့အခုလိုချစ်ချင်းမေတ္တာတွေဟာကျွန်တော်တို့ဘဝမှာလှုပ်ဆက်လို့ဖို့အတွက်ကြီးစွာသောအားအင်ဖြစ်ပါတယ်ဟိုလူကျွန်တော်ဘဝမှာ ဖွံ့ဖြိုးတိုးတက်အောင်မြင်ခြင်းယင်လူချင်းတို့အနေနဲ့အရေးအကြီးဆုံးအချက်ကမေတ္တာအားသာချက်ကိုအသုံးပြုပါနောက်တစ်ခုကတော့လာမယ့်မြန်မာနှစ်တက်မှာကျွန်တော်တို့လူချင်းတို့အတွက်အဓိကဘာ plan တွေဆွဲမလဲဆိုတဲ့အချက်၄ချက်ကိုကျွန်တော်အခုဆက်လက်မျှဝေပေးမယ်မမျှဝေမိမှာစာအုပ်လက်ဆောင်လည်းပေးဦးမယ်အဲ့တော့အခုက TikTok ကမိတ်ဆွေတွေအတွက်ဒါတီးတန့်ဆောင်ရွက်တဲ့အစီအစဉ်ဖြစ်တဲ့အတွက်ကျွန်တော်အခု ျွန်တော်ဒီဗီဒီယိုဖိုင်လေးကိုမျှဝေလိုက်မျှဝေပြီးသွားရင် comment မှာမျှဝေပြီးပါပြီလို့ဝင်ရေးပေးထားပြီအဲ့ဒီက၅ဥကိုကျွန်တော်ရဲ့ဒီစာအုပ်၅ဥကိုတယောက်ကိုတအုပ်နှုံးနဲ့ကိုမမောင်ဖတ်ဖို့ကိုမမောင်ရတယ်ဆိုကိုမမောင်ဖတ်ဖို့ဆိုကျွန်တော်အမှတ်တရလက်မှတ်နဲ့တူအင်တန်ရာရောက်ပို့ကပါမပေးရဘူးပို့ဆောင်ပြီးမှဖြစ်အမီဒန်ဂရီရန်ကုန်မင်းကပွဲစီစဉ်နေကြကြတော့သဘောကျကြပြီးတော့ထိုင်းရသူတွေကဘန်ကောက်သူတွေကလည်းမီဒန်ဂရီသူတို့လှုပ်ပေးပါတဲ့ကျွန်တော်ကအခုလာမဲ့တကြံမှာဘန်ကောက်မှာရှိမှာဆိုတော့သူတို့ကတကြံတွင်းဆိုရင်ရုံးပိတ်တယ်တဲ့အဲ့တော့ကျွန်တော်တို့လှုပ်ပေးပါဆိုတော့ April ဲ့တော့ April 13ရက်နေ့တနင်္ဂနွေနေ့မှာကျွန်တော် Meet and Greet in Bangkok ကိုကျွန်တော်တို့ဆောင်ရွက်မှာဖြစ်တဲ့ထားရသူတွေတက်ချင်တဲ့သူတွေစည်းရင်းပေးတာပါ Bangkok ကတက်ချင်တဲ့သူတွေစည်းရင်းပေးတာပါအဲကျွန်တော် Meet and Greet in Bangkok ဆောင်ရွက်မှာဖြစ်တယ်နောက်တစ်ခါကျွန်တော်တို့ Meet and Greet ပြီးတာနဲ့တကြံတွင်းဆိုတော့ကျွန်တော်တို့ဘန်ကောက်ရဲ့လမ်းလျှောက်တကြံမှာလဲကျွန်တော်နဲ့အတူရေကစားကြမှာဖြစ်တယ်အဲ့တော့ကျွန်တော်နဲ့အတူရေကစားကြနေဆိုရင် Meet and Greet နဲ့ဘန်ကောက်မှာတွေ့ကြမယ်ဘန်ကောက်တက်မဲ့အဖွဲ့တွေစည်းရင်းပေးတာပါ message မှာ now sponsor ပါဝင်ခြင်းနဲ့ဘန်ကောက်ကကျွန်တော်မိတ်ဆွေလုပ်ငန်းရှင်တွေလည်းစည်းရင်းပေးထားပါ တင်တန်းတက်ချင်တဲ့သူတွေကတော့ကျွန်တော်တလောက်ကိုတင်တန်းတစ်မျိုးပဲဖွင့်တယ်အခု match လာမှာဖွင့်မှာကတော့ကျွန်တော်ရဲ့ personal branding တင်တန်းဖြစ်တယ်အဲ့တော့ကိုယ့်ရဲ့ personal brand ကိုတိဆောက်မြင့်တင်အောင်မြင်ခြင်းနဲ့လူကြီးလူငယ်မြည်သူမဆိုတက်ရောက်နိုင်တယ်။ online သင်တန်းညီမနှက်ပြန်စမယ်နော်။မနှက်ပြန်ညနေစရမယ်။မြန်မြန် app ပါ master 25ရက်နေ့မနှက်ပြန်ညနေစမယ်။ online ကနေတလားတိတိတင်မှာဖြစ်တဲ့အတွက်ဘယ်ဒေတာမဆိုတက်နိုင်တယ်နော်။အဲ့တော့မနှက်ပြန်ညနေမှာကျွန်တော်တို့စမယ်။သင်တန်းစမယ်အင်္ဂါနေ့မနှက်ပြန်ညနေကနေစတင်ပြီးတော့နေ့စဉ် recorded video တွေကို Facebook group ထဲမှာတင်ပေးမယ်။ Facebook ကြည့်ဖို့အခက်အခဲရှိတဲ့သူတွေအတွက် Telegram private channel မှာလည်းကျွန်တော်ပြန်တင်ပေးမှာဖြစ်ပါတယ်။တနန်းဒီ live လက်ချောင်းတော့အပတ်စဉ်တနင်္လာနေ့ည8:00နာရီတိုင်း zone မှာကျွန်တော်နဲ့ရင်းနှီးချစ်ခင်စွာတွေ့ဆုံဆွေးနွေးပြီးမေးခွန်းတွေမေးနိုင်တယ်။အဲ့တော့တနန်းတက်နေတဲ့ group coaching မှာရအောင်ဆောင်ရွက်ပေးတာဖြစ်တယ်။ zone မြီတစ်ခါတင်3နာရီလောက်ကြာတယ်နော်။မတက်ပြင်းလည်းမပူနဲ့နောက်ရမှာ recorded video ကို group ထဲမှာပြန်တင်ပေးမယ်။လူတွေ့လာတက်ချင်တဲ့သူတွေကတော့အခုကျွန်တော်ရောက်နေတဲ့ရန်ကုန်မြို့တော်ဝင် center 3လာမှာရှိတယ်။ကျွန်တော်တို့ရဲ့ Emerald တင်တန်းကြောင့်ကျွန်တော်တို့ ဘယ်မှာလဲဆိုတော့ဒီတောင်ငူရုံးမှာမင်းတရားရွှေတီเนาะကျွန်တော်တို့ဘရင်တော်မင်းတရားကြီးတို့ကိုဂုံပြုတ်ပြီးမဲ့ခေါ်ထားတယ်ဒီတောင်ငူရုံးထဲမှာဒီအခန်းထဲမှာကျွန်တော်နဲ့အခုလာမယ်မတ်လ29 30စနေတင်းတွေနေ့ရက်မှာနေ့ရက်တိတိမနေ့စင်နာရက်နေ့ညနေ6နာရီတိရင်းနှီးချစ်ခင်စွာလေ့လာသင်ကြမှာဖြစ်တယ်အဲ့တော့ကျွန်တော်ဒီအခန်းကိုကြည့်ကြည့်လိုက်เนาะကျွန်တော်ဟောပြောပွဲနဲ့သင်တန်းကိုခွဲထားတယ်ဟောပြောပွဲဆိုတော့လူငါးကတထောင်နဲ့ကျွန်တော်ပြောတယ်သင်တန်းကတော့ရင်းနှီးနေဆွေးနေတာကိုကျွန်တော်ဒီအခန်းထဲမှာအခုလောက်လူဦးရေနဲ့ပဲကျွန်တော်ရင်းနှီးဆွေးနေပြီးသင်တာဖြစ်တယ်အဲ့တော့ personal branding တနက်ကိုမနက်ဖြန်စမယ် online တနက်မှာဖြစ်ဖြစ်လာမယ့်စနေနေ့29:30မှာစမယ် personal branding အပြင်လူတွေ့တနက်မှာဖြစ်တနက်တက်ချင်နာမည်ရဖုန်းနံပါတ်ရကို comment မှာမြင်နေ message မှာဆင်းပေးရပြပါ20% discount ဆက်ပေးထားပါတယ်လို့ကျွန်တော်သတင်းကောင်းပါလို့ပါတယ်ကျွန်တော်တို့ team ကညီညီမတွေကမနက်ဖြန်မှာတနက်မစမီအမီဆက်သွယ်ပေးပါအဲ personal branding တနက်မှာတော့ အဓိက၃မျိုးပေါ့နော်နံပါတ်၁ကတော့ personality development လို့ခေါ်တဲ့ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးတိုးတက်မှုနောက် brand management နောက်တစ်ခါကျွန်တော်တို့ personal development plan လို့ခေါ်တဲ့ PDP development မှန်သမျှဒီသူများကလူချင်းမျိုးကိုလာလုပ်ပေးလို့မရဘူး။ကမ္ဘာပေါ်မှာရှိသမျှ development မှန်သမျှဒီ self development ကိုယ်ဘာသာကိုဖွံ့ဖြိုးတိုးတက်အောင်လုပ်ရအောင်။အဲ PDP ဘယ်လိုဆွဲမလဲ။နောက်ဆုံးကတော့ personal branding online မှာဘယ်လိုတည်ဆောက်မလဲကိုက online စီးပွားရေးလုပ်နေတယ် online မှာ business တခုလုပ်နေ personal brand ရှိပြီးလုပ်တာနဲ့မရှိပဲလုပ်တာအများကြီးကွာခြားတယ်ကျွန်တော်ကိုယ်တိုင် Facebook မှာ follower 4 million နီးပါးရှိတယ် TikTok မှာလည်းကျွန်တော်သုံးတာမကြသေး follower 3 million နီးပါးရှိတယ်ကျွန်တော်ကိုယ်တိုင်သုံးတဲ့နီးလန်းတွေကိုစာတွေးလက်တွေညှော်ဝင်မှာဖြစ်ပါအဲ့တော့လာမယ့်နှစ်သစ်မှာနီးလန်းအသစ်တွေနဲ့ဘယ်လိုစူးစမ်းမလဲကျွန်တော်တို့ကဒီနေ့လောက်တဲ့အတိုင်းမနေ့ဖြန်မှဆက်လုပ်ပြီးတော့တပတ်ခါမှရလက်အစ်တစ်တွေရကျင်နေလို့မရဘူး။ဒါကြောင့်ရလက်အစ်တစ်တွေရကျင်နီလန်းအစ်တစ်တွေနဲ့ချင်းကပ်နှစ်သစ်မှစစင်းစားကြလေးချက်ပဲ အသစ်ဆလောက်ရမယ့်အရာတွေရှိတယ်အရင်တော့မလုပ်ဘူးနှစ်သစ်မှာအသစ်ဆလောက်ရမယ့်အရာတွေရှိတယ်ပိုလောက်ရမယ့်အရာတွေရှိမယ် short လောက်ရမယ့်အရာတွေရှိမယ်ရက်ပြက်လိုက်ရမယ့်အရာတွေရှိမယ်ဒီလေးကိုအခုပဲစဉ်းကြည့်စုမယ်လာမယ့်မြန်မာနှစ်သစ်မှာငါဘာအသစ်တွေဆလောက်မလဲဘာတွေကိုတိုးလုံမလဲဘာတွေကို short လုံမလဲဘယ်အရာတွေကိုရက်ပြက်လိုက်မလဲအဲ့ဒီလေးချက်ကိုအခုပဲစဉ်းစားပြီးနှစ်သစ်အတွက်မဟာဗျူဟာအကောင့်တွေပေါ်ပါအောင်မြင်မှုတွေကလူချင်းမျိုးစောင့်ကြုံနေပါတယ်မေကုန်းလေးမေးစရာရှိရင် comment မှာရေးခဲ့ပေးပါလူချင်းတို့ရဲ့ comment တွေကိုတန်ဖိုးထားပြီးဖတ်ပါတယ်ဖြည့်တင်ဖြည့်တိုက်တဲ့မေကုန်းလေးကိုလာမယ့် season တွေမှာ ဖြေကြားပေးသွားမှာဖြစ်ပါတယ်ဘန်ကောက်ကအဖွဲ့တွေ meet and greet in bangkok မှာ april 17ရက်နေ့မှာတွေ့မယ် personal branding တင်တဲ့အရောမနေ့ဖြန် မှာစမယ်လာမယ့်စနေတွင်နေ့မှာတော့ personal branding အပြင်လူတွေတင်တဲ့မှာလည်းတွေ့ကြပါမယ် we must walk together we must build our nation